အရင်ဂိမ်းမှာဆိုရင်မိဘတွေအစားနင်တို့အရင်မြအဖက်မြဂိမ်းစောရွာလွဲပြီးတော့တခြားဘာလုပ်တတ်လဲဆိုပြီးတော့ပြောခန့်ခဲ့ရတဲ့ခေတ်ကနေပြီးတော့အခုဆိုရင်မင်းတို့ကြည့်ပါအောင်ဒါတို့ဂိမ်းမှာစုပေါင်းပြီးတော့ဒုက္ခရောက်နေလူတွေကိုအများကြီးကူညီပေးလိုက်နိုင်တယ်ဆိုပြီးပြောနိုင်တဲ့ခေတ်ကြီးရောက်လာခဲ့ရတွေ့ရပါတော့ဒီလိုမျိုး gaming community strong ဖြစ်လာရဆိုတာကတော့တကယ်ကိုအားရစရာပဲပေါ့နော်ဒါပေမဲ့အားမရတကူကကြတော့ကျွန်တော်ကငလင်တန်အတွက် အလူငွေထဲ့တာရဲ့နောက်ပြီး blitz bash မှာကိုယ်တိုင်အလူငွေကောက်ခံတာရဲ့ဒီနှစ်ခုလောက်ပဲလုပ်ပေးနိုင်ခဲ့တယ်။တကယ်ဖြစ်နေနေရာတွေကိုလည်းတွားပြီးမြေပြင်ဆင်းပြီးတော့လည်းမကူပေးနိုင်ခဲ့ဘူး။ဒါကြောင့်မလို့ဒီငလင်တန်တင့်ဒေတာတွေအတွက်တကယ်ထိထိရောက်ရောက်လေးတစ်ခုထပ်ပြီးတော့လုပ်ပေးခြင်းတည်းရဲ့နောက်ပြီးတော့နိုင်ငံခြားမှာရောက်နေတဲ့မိုနီကာကလည်းသူ့မြန်မာနိုင်ငံလူတွေအတွက်ဒီထက်ပိုပြီးတော့အများကြီးအကူအညီပေးခြင်းတည်းရဲ့ပေါ့နော်။ဒါကြောင့်မို့ APN နဲ့မိုနီကာနဲ့နှစ်ယောက်ပေါင်းမာတီငွေ၁၀သိန်းကနေစပြီးတော့ Play for Myanmar ဆိုတဲ့ charity live stream လေးလုပ်သွားဖို့ရှိပါတယ်။ ဒီ live stream လေးရနေ fan race လေးတရားလုပ်ပြီးတော့ပထမဆုံး target ကတော့ inline data ပြန်လည်ထူထောင်ရင်းအစီအစဉ်ဒီမှာပေါင်းဝင်လူရန်သွားဖို့ရှိပါတယ်။ live stream လေးကတော့17ရက်နေ့နေ့လယ်ပိုင်းလောက်ဖြစ်ပြီးတော့ဂိမ်းရတော့ mobile legend ဆော့ကစားတော့မှာပါ။အာလာလူရဲ့လူတွေတဲ့ကနေပြီးတော့ကျွန်တော်တို့နေ့ရောက်နေတူတူဂိမ်းတွေဆော့ကစားသွားနိုင်အောင်လည်းစီစဉ်ပေးထားပါတယ်။ကျွန်တော်တို့ live stream ရဲ့ viewer များစရာလည်းမလိုပါဘူး။ဒီ video နဲ့ live stream တွေကိုလည်းအများကြီး share ပေးစရာမလိုပါဘူး။ဒါမဲ့ stream မှာမများလာလူကြဖို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်။ပြည်လဲထူတာလေးဆိုတာရေရှည်ဆက်ပြီးတော့အလူငယ်ကောက်ခံသွားမှာဖြစ်တဲ့ကြောင့်မို့ ဒီအင်းလေးဒေတာမမှုပဲနဲ့နောက်ထပ်တခြားဘယ်နေရာတွေမှာအကူအညီလိုအပ်နေရယ်ဘယ်နေရာတွေတော့ထပ်ပြီးတော့ charity live stream လေးတွေလုပ်ပြီးတော့ fan raise လုပ်ဖို့လိုနေသေးရယ်ဆိုတာ comment မှာတစ်ချက်လောက်ပြောသွားပေးကြပါလို့